အားလုံးမြင်သားပါဒီခေါက်ကတော့အနေထားဆက်တင်နေရတော့ဒီလိုမျိုးဖြစ်သွားရပါတော့ဒီမှာမမူရွာတယ်ပေါ့ခါကျတော့ဒီလိုမျိုးဖြစ်သွားရောဆိုတော့အဓိကကအစာအုပ်ဖတ်တာကို9000ငါဖြစ်တဲ့အတွက်အစင်မျိုးလို့ထင်ပါတယ်ဆိုတော့ဒီနေ့ရွေးထားတဲ့ခေါင်းစဉ်ကပေါ့နော်ဒီဂျာနယ်မြန်လေးရဲ့အစာအုပ်ထဲကနေပဲဒီအကြောင်းအရာမျိုးရွေးထားတယ်လဲဆိုရင်တော့ psychopath တို့ရဲ့ဆိုင်လုံးမျိုးရွေးထားပါတယ်ဘယ်စင်ကိုပါဆိုတာပါလဲဆိုတော့အဲ့ဒါကြည့်လိုက်အောင်နော် ဆယ်ကိုပတ်စွာပါတယ်။သိပ္ပံပညာရှင်တွေအတိတ်ဘယ်ရိရိကြကြဖွင့်ဖို့ခက်ခဲနေစုံနေရတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူ့ရဲ့ colony ရဲ့ဇာတ်လက္ခဏာတွေကြည့်မယ်ဆိုရင်တော့ဆယ်ကိုပတ်တွေကဘယ်လိုလူမျိုးတွေလဲဆိုတာနားလည်ကြည့်နိုင်ပါတယ်။မြန်မာလူနားလည်အောင်ခြုံငုံပြောရရင်တော့ကောင်းကျိုးဆုပ်ပြကိုအလီမထားအခြားသူအပေါ်ရန်လိုရန်ဆက်အပြစ်ရှာနေတတ်သူလို့ဆိုရမှာပါ။ဒါနဲ့ပုံပြီးအသေးစိတ်တဲ့လက္ခဏာတွေကိုခေါ်ပြရရင် psychopath ကိုရည်ပိုသေးလက္ခဏာရှိသူတွေဟာ အတွက်ရှာအတွက်ရှိပြီးအပေါ်ယံကနှစ်လိုပွင့်ရှိတာမိမိကသာကြည့်မြင်တယ်ဆိုတဲ့ပုံဝင်စိတ်ရှိတာလိန်ပြောတာဟာယောဂတပွင့်ဖြစ်နေတာအချားတူများအပေါ်လိန်လေချက်လေကလိန်ကြည့်ကြတာနောက်တော့မရတာမိမိအပြစ်မိမိမသိတာလေးနေတဲ့စိတ်ခံစားလှုပ်ရှားမှုမရှိတာလို့ဆိုနှိုးဆမှုကိုအမြဲလိုလားနေတာအချင်းနာကင်းတာကိုချင်းစာစီကင်းတာ ကပားရပါလို့ပြီးအခြားသူတွေအတုံးချတာကိုစိတ်နဲ့ပါထိမ့်သိမ့်မှုမရှိတာလင်ကိစ္စမှာတောင်းပြောင်းဆက်ဆံကလေးဘဝမှာအပြစ်မှုဆိုင်ရာပြဿနာများရှိတာမတရားတဲ့ဒီဘဝကြီးဘဝရည်မှန်းချက်ကင်းတာကမှုရှုလို့စိတ်လိုက်မှန်ပါပြောဆိုပြမှုတာတာဝန်မဲ့တာမိမိအပြစ်သူများအပေါ်ပုံချပြီးတာဝန်ယူဖို့ရင်းဆန်တာအိမ်တော်ဆက်များတာလူငယ်ဘဝမှာပေါ်တန်စိုးတမ်းမှုများရှိတာ ြောစကားကဂရိမတိပြန်ရုံတက်တာဥပဒေချိုးဖောက်ဖို့ပုံမလေးတာဆိုင်ကဘတ်ကြီးကကလေးအရွယ်မှာပြုပြင်လို့ရနိုင်ပေမဲ့လူကြီးဘဝမှာပြုပြင်ရတာအင်မတန်ခက်ပါတယ်အချင်းထောင်နဲ့ရောက်တဲ့သူတွေထဲမှာဆိုင်ကဘတ်တွေများတယ်လို့အချင်းထောင်အပြင်မှာလည်းဆိုင်ကဘတ်တွေရှိနေပါတယ်စိတ်ရောဂါဝေးတာမှာတော့ဆိုင်ကဘတ်တွေကိုဆိုင်ကဘတ်တစ် personality disorder ဆိုတဲ့ခေါင်းစဉ်ထဲမှာထည့်သွင်းပြီးစိတ်ရောဂါအဖြစ်စဉ်းစားပါတယ် ဆိုတော့ဒါကတော့ psychopat psychopat ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီကဖြစ်ပါတယ်။အာပြောမယ်ဆိုရင်တော့အများနဲ့ညှိနှိုင်းပြီးတော့မနေတတ်တာပဲပေါ့နော်။အများနဲ့ညှိနှိုင်းပြီးတော့မနေတတ်ဘူးပြီးတော့သူ့ရဲ့အလုပ်ရက်တွေကအများကိုထိခိုက်ဖို့ကြီးပဲကြီးရတာကြံ့ရတာပြောမှာပေါ့နော်။ psychopat ဆိုတာကအဲ့လိုလူတွေကဒီမှာပြောပုံရဆိုရင်အကျဉ်းထောင်ထဲမှာပဲညားတယ်ဆိုတော့ဟိုလူလူတက်တခြားလူသိစေအထီတော်အနေပြုနိုင်တဲ့ လူသားမျိုးလို့ပြောလို့ရပါတယ်။ဆိုတော့အလုံးဝင်ခြေစစ်တင်မှာဒါကတော့ cycle path ဖြစ်ပါတယ်။နောက်ထပ်ကောင်းစဉ်ရေးတစ်ခုပြန်လည်ဆုံးပေးပါမယ်။